ဝါဒီဖရားတကယ်တက်ပဲ့တယ်ပဲကြောက်ကဘာဘေးမှလျောက်တော်မူဖရားရုပ်ထုတော်ကိုလှုပ်ထားပေးတဲ့နေရာလေးဖြစ်ပါတယ်ဗျာနော်ကဲအလုံးမင်္ဂလာပါဒီနေရာတော့ကျွန်တော်မိတ်ဆွေတွေကိုတောင်းချေးမှာရှိတဲ့အကြောင်းတွေကြောင်းနဲ့လာပြီးတော့ခေါ်လာဖို့မှဖြစ်ပါတယ်ဒါကတော့နှစ်စင်နေပေါ့ဗျာနော်နှစ်စင်တွေကတော့တော်တော်ဟောင်းသွားပြီဗျာနော်ဒါအကြောင်းရင်းအနေထားလေးပေါ့ဗျာနော်အကြောင်းကတော့အကြောင်းကတော့တောင်းချေးမှာရှိတယ်ဗျာနော်ကျွန်တော်တို့ဒီ ZD ပေါ်မှာတက်သွားကြည့်မယ်ဗျာနော် ဇီဒီကတော့ဟိုးတောင်ထိပ်မှာရှိတယ်ဗျာနော်ဒီเจ้าတွေရဲ့အလဲအကောင်းဆုံးနေရာတွေကတော့ဇီဒီပဲဗျာနော်ဒါကတော့ဇီဒီရဲ့အတက်လန်းလေးမှာပေါ့ဗျာအဲ့နော်ဟွန်းအဲ့လိုမျိုးလေးတွေရှိတယ်ဗျာဟိုဘရောက်ပင်တွေကအပင်ကြီးပဲဒါကဇီဒီတက်တက်လန်းဗျာနော်တက်ပေတယ်ပဲတော်တော်လှတယ်ပဲဒီလန်းတွေကဇီဒီရဲ့အတက်လန်းလေးမှာဆိုရင်တစ်ပင်တွေကတော်တော်ကြီးတယ်ဗျာနော်ဒီဖုံးเจ้าမှာဆိုရင်တစ်တော်တွေရမှာတရှိပြီးတော့အိုးအိုးငဲ့တွေတွန်းနေကြနေရတယ်ဗျာနော် အကြောက်တုံးနားမှာနှစ်သမီးပုံတင်နေနော်ဒီဖရားရဲ့တည်ရှိတဲ့နေရာကတော့လမ်ပွန်းခရိုင်မေထာမြို့ထဲမှာတည်ရှိတယ်ဗျာနော်တော်တော်လေးကိုတော့ဝေးပါတယ်ဗျာဒီဖရားတွေကတော့ဒါတော့တွေ့ရတက်တဲ့လမ်းလေးပေါ့ဗျာနော်အော်ငကားတော့တိတ်မကြီးပဲတူတူလှုပ်ထားတဲ့အယောင်လေးကတော်တော်လေးကိုတက်ပြတယ်ဗျာနော်ကျွန်တော်တို့ဒီမှာရောက်လာပြီဆိုရင်ထိုင်နာမယ်ဇရက်လေးတွေလှုပ်ထားပြီးတယ်ပေါ့ဗျာနော် ကျွန်တော်တို့ဒီဇေယျကနေပြီးတော့ဒီဖက်ဝင်လာမယ်ဆိုရင်ကြောက်ကဘာဘေးမှာလျောက်တော်မူဖုရားရုပ်ထုတော်ကိုလှုပ်ထားပေးတဲ့နေရာလေးဖြစ်ပါတယ်ဗျာနော်ဒီအောက်မှာဆိုရင်လည်းဘုရားရုပ်ထုတော်တွေလှုပ်ထားပေးတာရှိပါတယ် ပြီးရင်တရုတ်ဖုရားလှုပ်ထားပေးတာရှိတယ်ပေါ့ဗျာနော်တော်တော်လေးကိုတက်ပေပါတယ်ဗျာနော်ဒီနေရာမှာဆိုရင်ကြောက်ကဘာတွေကြီးပဲပေါ့ဗျာနော်ဇေဒီကတော့ဒီကြောက်တောင်ရဲ့ထိပ်မှာရှိပါတယ်ဒီဖက်မှာဆိုရင်တရုတ်စကားပင်ရှိပါတယ်ဗျာနော် ကျွန်တော်တို့ဒီလျောက်တော်မူဖရားကနေထွက်လာပြီးဆိုရင်ဒီလိုမျိုးပုံရိပ်လေးတွေရှိတာပေါ့ဗျာနော်အရှိမဆိုရင်ထိုင်နာတဲ့နေရာပေါ့ဗျာ ဇေဒီတက်မဲ့လမ်းကလည်းဒီလိုမျိုးငကားနဲ့လှုပ်ထားပြီးတာတွေရှိတာပေါ့နော်။ကဲတက်ပြီဗျနော်။ကျွန်တော်တို့ဇေဒီပုံမှန်တက်သွားကြည့်မှဖြစ်ပါတယ်။ဒီဇေဒီတက်သွားတဲ့လမ်းမှာဆိုရင်လည်းကြောက်တုံကြောက်ဆောင်ကြောက်တောင်တွေကြီးပဲဗျနော်။အဲ့လိုမျိုးလေးတွေရှိပါတယ်ဗျနော်။အာအလေကောင်းဆုံးဖရားကတော့ဒီလိုမျိုးတောတောင်ထဲမှာရှိတဲ့တောင်ပေါ်ဒေသတွေမှာပဲလေလို့ကောင်းပါတယ်ဗျနော်။တော်တော်လေးကိုတက်ပြပါတယ်ဗျ။ဒါကတော့ဇေဒီပုံမှန်တက်လာတဲ့လမ်းပေါ့ဗျာနော်။ဒီဖရားမွေးရဒီလိုင်းတော့ဒီထက်ပို့ပြီးတော့တက်ပြမယ်ဗျနော်။ရှယ်ပဲဗျနော်။ကြောက်တုံကြီးတွေဗျနော်။ပါတီပုံမှန်ရောက်လာတော့အေးတော့တယ်ဗျနော်။ကျွန်တော်တို့ ော့ဇီဒီပေါ်မှာတက်သွားမယ်ဆိုရင်ဒီဖျားပေါ်မှာရှိတဲ့အကြီးဆုံးတရုတ်စကားပင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်တရုတ်စကားပင်နားမှာဆိုရင်နှစ်ဆင့်ရှိတယ်ဗောဗျာနော်ဒါကတော့ယွန်းတွေရဲ့ဒလိထုံးစံနေရာတိုင်းမှာအာနှစ်ဆင့်ရှိတယ်ဗျာနော်ဒီဘက်မှာဆိုရင်ဇီဒီတက်သွားတဲ့လမ်းဗောဗျာနော်ဒါကတော့လေကားဗောဗျာချုပ်ကင်းနေကြီးလို့ရတဲ့နေရာဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော်ရဲ့မိတ်ဆွေတို့ကိုချုပ်ကင်းကြည့်တဲ့နေရာကိုတော့ပြပြမှာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ရေလောင်တမန်လည်းရှိတယ်ဗောဗျာနော်ဒါတို့တို့ခေါ်တာမဲ့မိုးရေလောင်တမန်ဗျာနော်ဟိုဘက်မှာဆိုရင်တောင်တွေရှိတယ်ရှုပ်ကင်းနေမိုးရာတီဆိုရင် င်တော့ပိုလန့်မြင်ပြန်နော်ဇီဒီတော့ဟိုးအပေါ်မှာတက်လာဖြူဖြူလေးနဲ့နော်ကဲကျွန်တော်တို့ view ကြည့်ပြီးဆိုတော့ဇီဒီရှိတဲ့နေရာကိုတက်သွားမှာဖြစ်ပါတယ်ဗျနော်ဒါတော့ဇီဒီတက်လာတဲ့လမ်းပေါ့ဗျာနော်ကြောက်တောင်ကြားမှာလှုပ်ထားပေးတာဖြစ်ပါတယ်ဇီဒီတက်လာတဲ့လမ်းကတော့အော်ဒီနေရာတရုတ်စကားပြင်တအားများပါလားဟာဟိုဒီမှာတောင်ကြားလမ်းကနေတော့ကျွန်တော်တို့ဆင်းလာတာပေါ့နော်သူတို့ပြောတော့အခုရှိတယ်လို့ပြောတယ်ဗျနော်အခုမတွေ့ဘူးဗျခွန်းဒါတော့ဇီဒီတက်လာတဲ့လမ်းဖြစ်ပါတယ်ဗျတော်တော်လေးကိုလာလို့ကောင်းတယ်ဗျနော်တော်တော်လေးကိုအေးချမ်းပါတယ်ဗျနော်ဘာဖြစ်လို့လဲဆိုတော့အရေးထဲမှာပဲလေနော်ဇီဒီကတော့တွေ့ပြီမဲ့တက်တက်လမ်းကို ရှာလို့မတွေ့သေးဘူးဗျ။ဟိုဟိုဒီနေရာမှာအေးနေလို့ပဲရော။ဒါတော့ဖခင်တက်တဲ့လမ်းဖြစ်နေဗျာနော်။ဖခင်ဘုတ်မှာရောက်လာပြီဆိုရင်ဒီလိုမျိုး မြင်ကွင်းလေးတွေမြင်ရတာပေါ့ဗျာနော်ခရီးအပေါ်ထီတော့မရောက်သေးဘူးဗျဒီမှာကတော့မကြီးပင်ဖြစ်ပါတယ်ဗျာနော်ဒါကတော့အကြောက်ကဘာပေးမှာမြတ်စွာဘုရားရုပ်ထုတော်ကိုထူထားတဲ့နေရာဖြစ်ပါတယ်ဒီဖက်မှာဆက်လာမယ်ဆိုရင်လည်းမြတ်စွာဘုရားရုပ်ထုတော်တွေလှုပ်ထားပေးတာရှိပါတယ်ဗျာနော်တော်တော်လေးကိုတက်ပြဲပါတယ်ဗျာနော်ဒီဘုရားကဟိုဟိုမစိုးဘူးပဲဒါကတော့ဇေဒီပေါ်မှာရောက်ရှိလာပြီးဖြစ်ပါတယ်အဲ့လိုမျိုးလေးတွေပေါ့နော်ဒါတွေကကြောက်တုံးကြောက်ဆောင်နေပဲတော်တော်တက်လာရခဲ့တယ်ဗျာဒီပေါ်မှာကြတော့လေတရုတ်စကားပြင်နေဆိုရင်ကြောက်တုံးမှာပဲရှင်တန်နေရတယ်ဗျာနော်ကျွန်တော်လာဖူးတဲ့ဘုရား ကတော့လမ်ပွန်းခရိုင်မဲထားမြို့နယ်ထဲမှာတည်ရှိပါတယ်လမ်ပွန်းမြို့နယ်ဆိုရင်တော့တိတ်တော့မဝေးဘူးပေါ့ဗျာဒါပေမဲ့ချင်းမိုင်ကနေလာမယ်ဆိုရင်တော့တော်တော်လေးကိုဝေးပါတယ်ဗျာနော်ဒီကျောင်းရဲ့နာမည်ကတော့ဝတ်ထမ်ကျောင်းထမ်လို့ခေါ်ပါတယ်ဗျာနော်ဒီနေရာမှာဂူရှိတယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ခုလာတာတော့ဂူတော့မတွေ့ဘူးပေါ့ဗျာနော်ခင်ဗျားဖူးတဲ့ဗီဒီယိုဖိုင်ကတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ